เนาะဝဲရင်ရင်းနေကိုမျှဝေပေးနေတာပေါ့เนาะအဲ့တော့အခုရပိုင်းမှာဒီ lesson တွေမတင်ပြဘူးပေါ့เนาะဘာလို့မတင်ပြတော့ဆိုတော့ငလင်းလုတ်ပြီးရောကျွန်တော်တို့ပတ်မှာပေါ့เนาะ internet line တွေမိလိုက်နေကုန်လုံးပြတ်တောက်နေတာပေါ့เนาะခုချိန်ဒီပဲပေါ့ဒါကရတဲ့ချိန်လေးရတဲ့နေရာနေပြီးတော့တင်ပြတာပေါ့เนาะဒီ video file အဲ့တော့ကျွန်တော်တို့အရင်ဒီ software တွေရေးတော့မယ်တော့ဒီ phone နဲ့ software တွေရေးမယ်ဆိုတော့ AID ကိုကျွန်တော်တို့အသုံးပြုတာပေါ့နော်ဒီ AID ကအရင်တော့ကတော့ Google ကတရားဝင်ထုတ်ထားပါမယ်နော်အခုတော့သူတို့ဖျက်သိမ်းလိုက်တာပေါ့ဖျက်သိမ်းလိုက်တော့သူက Play Store မှာမရှိတော့ဘူးကျွန်တော်ကဒါ Crop version တွေပေါ့နော်တချို့ဖုန်းတွေမှာကြာတယ်မရဘူးပေါ့နော် Crop version ဆိုတော့အဲ Play Store မရှိတဲ့လူတွေလည်း download ဆွဲတော့ပေါ့နော် Play Store ရှိတဲ့လူတွေဆိုရင်တော့ဒီ software ပေါ့နော် Code Access ဆိုတဲ့ software ကိုအသုံးပြုပြီးတော့ဒီ Android application တွေယူလို့ရတယ်ပေါ့နော်အဲ့တော့ Play Store မှာဒီ software နာမည်ရိုက်ထည့်ပြီးတော့ရှာပါเนาะရှာပြီးတော့ install တင်ပါအဲ့ကောင်လေးကိုတစ်ချက်ဖွင့်လိုက်မယ်เนาะအဲဖွင့်လိုက်မယ်ဆိုရင်ဒီတိုင်းလေးမြင်ရမယ်ပေါ့เนาะမြင်ရမယ်ကျွန်တော် project တည်ယူဖို့အတွက်ကျွန်တော်တို့ဒီကောင်လေးကိုနှိပ်လိုက်ပေါ့เนาะအဲနှိပ်လိုက်လို့ရှိရင်ဒီမှာကျွန်တော်တို့ဒီ software တွေတွေ့ဒီမှာ project ဖန်တီးဖို့အတွက်ရွေးချယ်ရမှာပေါ့เนาะကျွန်တော်ဒီမှာ Android 8ကိုရွေးချယ်လိုက်မယ် ဟုတ်လားဒါအဲ့ကိုရွေးလိုက်မယ်ဒီမှာဆိုလို့ရှိရင် ABB name ထည့်မယ်ဒီမှာ bucket name ထည့်မယ်ပေါ့နော် ABB name ကကျွန်တော်က EHAMB နဲ့ integer ပေါ့နော်နမူနာပေါ့အဲဒီမှာ bucket name ပေါ့ bucket name ကတော့ကျွန်တော်တို့တစ်ခုနဲ့တစ်ခုမတူပါဘူးပေါ့နော်မတူပါဘူးအဲ့တော့ software တစ်ခုမှာအာ bucket name က တယောက်နဲ့တယောက်မတူဘူးဗောနော application တစ်ခုနဲ့တစ်ခုကပတ်ကနေမတူတူလို့ရှင်အဲအဟောင်းနဲ့အတူလို့ဖြစ်သွားပြီးတော့ခုဖန်တီးလိုက်တဲ့ application ကဝင်သွားလိုက်မှာဗောနော်နေရာယူလာလိုက်မှာအဲ့တော့ပတ်ကနေကတူလို့မရဘောနော်ဒါကကွန်း ျွန်တော်နာမည် MN MNK ဆိုတာဒါကတော့ကျွန်တော်ရဲ့မူရင်းနာမည်ပေါ့နော်ကွန် MNK ဆိုပြီးတော့နောက်ကနေကိုပေးခြင်းနာမည်ပေါ့နော် EH နော် Elizabeth ပေါ့နော်ဒါကတော့ဒီ packet name ရ software တစ်ခုနဲ့တခုတူလို့မရဘူးပေါ့နော်သူများဟာနဲ့လည်းတူလို့မရဘူးပေါ့နော်ကိုပိုင်းတည်တံ့ပေးရမယ် packet name ပေါ့နော်အဲကလန်နေရအလုပ်ပုံစံတွေပေါ့နော်အဲဒီမှာလမ်းကွက်ရွေးမယ်ပေါ့နော်ကျွန်တော်ရေးမယ်လမ်းကွက်အဲဒီမှာဆိုလို့ရင်ကျွန်တော်တို့က Java နဲ့ coding ရှိရပေါ့နော် ်ငါပြောကျွန်တော်တို့က Java ကိုပဲတော့မှာမလို့ Java ကိုယူလိုက်မယ်ပြီးလို့ရှိရင်ဒီမှာကိုယ့်ရဲ့ software ပေါ့နော် Maximum SDK ပေါ့နော်ဘယ်လောက်ဖုံး version ဘယ်လောက်မှဘယ်လောက်ထိအလုပ်လုပ်နိုင်လဲပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ version ကဒီမှာ Android version ပေါ့နော် Android version အဲ့ဒီမှာနော်5အဲ့ဒီမှာကျွန်တော်ကဒီမှာ Android version ဒီ ABA API version 27 Android version 5ပေါ့เนาะအဲဖုန်း Android version 5တိအလုံးလုံးတယ်ပေါ့เนาะကိုယ့်ရဲ့ software 5တိအလုံးလုံးခိုင်းတာ21ပေါ့เนาะအဲ့တော့ဒီမှာ create လုပ်လိုက်မှာပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ရဲ့ software ကိုအဲ project ခုကိုဖန်တီးလိုက်ပေါ့เนาะဒါဆိုရင်ကျွန်တော် project ရသွားပြီပေါ့ project ရသွားပြီဆိုရင်ကျွန်တော်တို့ဖရာဟိုဆိုဒီ menu လေးကိုနှိပ်လိုက်မယ် အဲနှိပ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ project စောင့်နှံဖန်တီးလိုက်တဲ့ incubator project နာမည်ဒါက ABB တိစောက်မယ်เนาะအဲ့ဖိုင်လေးကိုဖွင့် ABB ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ညာလေးကိုနှိပ်လိုက်လို့ရှိရင်ဒီမှာဒီ project ထဲမှာထည့်ထားရဲ library တွေ download ဆွဲတဲ့နေရာတွေပေါ့เนาะဟုတ်ပြီဒီမှာ SRC ဆိုတာ resource file တွေပေါ့เนาะ account တွေနှိပ်လိုက်မယ်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ java file ပါမယ် resource file တွေပါမယ် main ဖရန်ဆက်ဆိုရဲအဓိက main file ပါမယ်ပေါ့နော်ဒီကောင်းလေးကိုနှိပ်လိုက်မယ်အဲဒီမှာကျွန်တော်တို့ဒီမှာဒီ array version 21ပေါ့နော် target attribute version 31 31ကမှ mini attribute version 21ပေါ့နော်ဒါကတော့21ဆိုတာ5ပေါ့နော် android version 5ဒီအလုံးလုံးပဲပေါ့နော်အဲဒီမှာဒါဆိုလို့ရရင်ဒီမှာ main attribute ဆိုတာ main ဒီ class ဒီ software ကိုဖွင့်လိုက်လို့ရှင်ပထမဆုံးပုံမဲ့ ပေပေါ့နော်ပေစခရွန်ပေါ့အဲအဲ့ဒါလေးပေါ့နော်ဒါဒီမှာကကျွန်တော်ဘာလဲကြော်ညာမလို့ဆိုတော့ဒီ permission တွေစာပစ်တွေပြီးတော့ body key receiver တွေပေါ့နော်အဲ့လို collect တွေကိုကြော်ညာမှာပေါ့နော်အဲလောလောဆယ်အကောင်မတုံသေးဘူးဆိုတော့ဒီ project တိစောက်ပုံတွေကိုရှင်းပြမှာပေါ့နော်ဒီအားလေးကိုပြန်နှိပ်လိုက်မယ်ဒါက admin process ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ RES ဆိုတဲ့ဟာလေးကိုသွားမယ်သွားလို့ရှိရင်ဒီမှာအဲ၄ရောက်ပါမယ် draw ရေးပဲဆိုတာပုံနေထဲတယ် ဖိုင်ပါမယ်ပေါ့နော်ဒီကောင်လေးကိုနှိမ့်လိုက်မယ်လေးရောက်ဖိုင်တယ်အဲဒီလေးရောက်ဖိုင်ထဲမှာမှဒီမှာ artist main ဆိုတာလေးရှိတယ်နောက်ကောင်လေးကိုဖွင့်လိုက်မယ်ဖွင့်လိုက်တော့နှစ်ခုမေးတယ်ပေါ့နော်ဒီမှာကျွန်တော်လေးရောက် editor ကိုနှိမ့်ပြီးရွေးလိုက်မယ်အဲရွေးလိုက်တယ်ဆိုရင်ဒီလိုလေးမြင်ရမယ်ပေါ့နော်ဒါဆိုလို့ချင်းဒီထဲမှာသူကဒါကကျွန်တော် UI လေးကိုဒီစောက်တဲ့နေရာမှာတုံးတာပေါ့နော်ဒီဒီဖိုင်လေးရပါတော့ဒီလေးရောက်ထဲမှာမှကျွန်တော် UI နေဖန်တီးရဲ့ ဖန်တီးမယ်ဆိုတော့အဲ့၄ရောက်ထဲမှာနောက်ထပ် HR တတိယူပြီးတော့ဖန်တီးတာပေါ့နော်ဟုတ်ပြီကျွန်တော်တို့ကဒီကောင်လေးကိုဒီကောင်လေးကို print view ပေါ့နော်ဒီ asset ကလေး၃ချက်ကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်ကြည့်မယ်နှိပ်ပြီးလို့ရှိရင်ဒီဒီကောင်လေးကို ဒီ print layout ဆိုတာလေးကိုနှိပ်ကြည့်လိုက်မယ်เนาะ print view ပေါ့เนาะဒါဆိုရင်ကျွန်တော် software ဖွင့်လာဒီတိုင်းကြီးမြင်ရမှာပေါ့เนาะဒီမှာ hello world ဆိုတာလေအဲအကောင်လေးကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာ text ပေါ့เนาะ text ကတော့ကျွန်တော်တို့ရေးချင်တဲ့စာရိုက်လို့ရတယ်อืมตัวเราสาเปลี่ยนได้มั้ยเนาะพี่รู้ရှင် apply ကိုနှိပ်လိုက်မှာပေါ့เนาะနှိပ်မယ်อืมพี่รู้ရှင်ကျွန်တော်တို့อ่ะနှိပ်ပြီးတော့ define လေးကို ဆေးလိုက်မယ်ပေါ့နော်ဆေးထားလိုက်မယ်ဒါဆိုလို့ရင်ကျွန်တော်တို့ software ကဒါဆိုလို့ရင် print view ပေါ့နော်ဒါက AID နဲ့မတူဘဲဒါ print view ပေါ့နော် UI ဝင်ကြည့်တာပေါ့နော်ဒီမှာကျွန်တော် line ရ၄ရောက်တွေထည့်လို့ရမယ် front ၄ရောက်တွေထည့်လို့ရမယ် school view holiday နဲ့ school view cap view button tab view အတက်တက်အဲ့ဒါလိုလိုလိုဆွဲပြီးထည့်လို့ရပါတော့နော်တက်ပြီးဆိုရင်ဒီလေးဖြည့်ပြီးတော့ဆွဲသွားရုံပဲပေါ့နော်อืมဟုတ်ပြီအဲ့တော့ကျွန်တော်တို့ထပ်ပြီးတော့ဒီကောင်လေးကိုနှိပ်ပြီးတော့ကြည့်ကြအောင်ဟွနှိပ်လို့ရှင်ဒီမှာပေါ့နော် drawing ပဲတော့ဝင်ကြည့်အောင်ဒီထဲမှာဝင်ကြည့်ရဆိုရင်ဒီ file လေးကိုအဲ့တော့ဘာလဲဆိုပုံလေးထည့်ပြီးတော့ software မှာတုံးပြီးမယ်ပုံလေးအဲပုံလေးဒါမှမဟုတ်လို့ရှင် icon ပုံလေး icon မှာထည့်ပြီးတော့အသုံးပြုတာပေါ့နော်ဒီမှာ ဒါလေးကိုကျွန်တော်အားရတော့ဒီ file လေးကိုခဏညာလေးပိတ်ထားတယ်နော်အမြင်ရှုံပါကြတော့ပြီးတော့ဒီမှာ java class ဆို java file ကိုတွားကြည့်အောင်ဒီမှာ java file မှာမှာကျွန်တော်ဒီမှာ main edit main class ဆိုရှိတယ်အကောင့်လုံးနေလာအဲဒါဆိုလို့ရှိရင်ကျွန်တော်က java code file ပေါ့နော် java တွေကိုဒီထဲမှာ code တွေကိုရေးထည့်ရမှာပေါ့နော်ဒါက ui ဒီကောင်ကအဲ java class file ပေါ့နော်ဟုတ်ပြီအဲတော့ဒါကကျွန်တော်တို့အသုံးပြုရတဲ့ပုံစံလေးပေါ့နော် ဲ့တော့ကျွန်တော် software ပြထုတ်ဖို့အတွက်ဒီကောင်လေးကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်က AAB file ထုတ်မှာမဟုတ်ပေါ့နော် AAB AAB ဆိုတာကျွန်တော် Play Store ကိုတင်ရမယ် file ပေါ့နော်ဒီ Holy APK ပေါ့နော်ဒီကောင်လေးကိုနှိပ်ပြီးတော့ application ထုတ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် application ထုတ်နေပြီပေါ့ဒီမှာကျွန်တော် compliance ဆိုပြရမယ်เนาะစောင့်ပြလိုက်ပေါ့ ဒါကကျွန်တော်တို့ code asset ကိုအသုံးပြုပုံကိုကျွန်တော်ရှင်းပြပါဘောနော်ကျွန်တော်ကလက်တွေ့သင်နေတာတော့ AIDE နဲ့ပေါ့နော်ဒါပေမဲ့ AIDE က Play Store မှာမရှိတော့ download ဆွဲမယ်လူတွေအတွက်အခက်အခဲရှိရယ်ပေါ့နော်အဲ့ဒီတော့ဒါ download ဆွဲတာ Telegram မှာတော့ဒီ AIDE application ကိုချပေးထားရယ်ပေါ့နော်တချို့ဖုန်းတွေမှာအသုံးပြုလို့မရဘူးပေါ့နော် AIDE က install တင်လို့မရဘူးပေါ့နော်အဲ့ဒီတော့ကျွန်တော် install တင်မရအောင်ဆိုတော့ဒီ AID မရတဲ့လူတွေကဒီ software ကိုအသုံးပြုပြီးတော့ Android application တွေပြန်ပြီးတော့ဖန်တီးလို့ရတယ်ပေါ့နော်ရော Android application တွေဖန်တီးပြီးတော့ငွေဘယ်လိုရှာမလဲပေါ့နော်ငွေရှာမယ်ဆိုလို့ရှင်ကျွန်တော်တို့က sign up ပေါ့နော် sign up တွေကိုကိုယ်တိုင်ချိတ်ဆက်ရမယ်အဲ့တော့ကျွန်တော် software တွေဖန်တီးမယ် software တွေဖန်တီးရနေမှာဘယ်လိုလုပ်ဆိုတော့လူကြိုက်နေတတ်မဲ့ software လို့ဟာမျိုးဒါမှမဟုတ်ရင် install တင်လိုက်ပါပေါ့နော်အဲ software တွေဟာဖန်တီးတာမျိုးပေါ့နော်အဲ့လိုဖန်တီးပြီးတော့မှ ကျွန်တော်တို့ကထားပါဆိုင်ရင်အင်းဆိုဝဲလို့ဟာမျိုးကိုကျွန်တော်တို့ TikTok လို့အဲဒါမှ Facebook လို့ဟာမျိုးမှာကျွန်တော်တို့ကခြာပေးတာမျိုးပေါ့နော်ရေးပြီးတော့ဒါကျွန်တော်ဆုံးနာထုတ်လိုက်တဲ့ဟာလေးကိုထုတ်ပေးတာပါနော်ဒီမှာ Hello ဝါဖြစ်နေတဲ့ဘလုံးမှာဒါဒီ code editor နည်းနည်းအဆင်မပြေဘူးပေါ့နော်ဒါမှ code စက်ကပေါ့နော်ဒီစာရေးပါရေးနေရမှာနည်းနည်းဟို AID လောက်တော့ဟို code editor တိတ်မကောင်းဘူးပေါ့နော်မကောင်းဆိုရင်ဒီကောင်ကလည်းဘုံကတုံးလို့ရတယ်ပေါ့နော်နည်းနည်း အကျွမ်းတဝန်ရှိလာရင်တော့လှုပ်တတ်သွားမှာပေါ့ဟမ်အဲ့တော့ဒီ ခုကျွန်တော်တို့ software ရေးပြီးပတ်စံဘယ်လိုရှာမလဲပေါ့နော်ပတ်စံရှာမယ်ပါအဲ့တော့ကျွန်တော်တို့ software တွေရေးမယ်အဲ့တော့ software ကကျွန်တော်ဒီ AID လို့ဖုန်းနဲ့ရေးမယ်ဟာမျိုးဆိုလို့ရှိရင်ကျွန်တော် အလုပ်ဝင်လုပ်လို့မရဘူးညစီမှာပါပြီးတော့ဖုန်းနဲ့လုပ်မှာဆိုတော့အဲ့တော့ဖုန်းနဲ့လုပ်မှာဆိုရင်ကျွန်တော်တို့ကဘယ်လိုနေရာမျိုးတွေမှာဘယ်လိုလုပ်မှာကိုယ်ပိုင်လက်တည်ရပါပေါ့နော်အဲ freelance diploma ပေါ့နော်အလွတ်တန်း software ရေးတဲ့လူဖြစ်ရည်တည်မှာအဆင်ပြေမှာပေါ့နော်ဟင်စာပြောင်းသွားပြီပေါ့နော် ဟုတ်ကဲ့အဲ့ဒီတော့ကျွန်တော်ကဘယ်လိုလုပ်ဆိုဒီ software ကြီးတွေမျိုးရှာမယ်ဆိုစောနာပြောလို့အလွတ်တန်းတက်ဘလို့မှလောက်ရမယ်အဲ့ဒီတော့ကျွန်တော်က software တွေဖန်တီးရမယ်စင်း software လို့ဟာမျိုးဒါမှမဟုတ်ဝင်လာ short software လို့ဟာမျိုးပေါ့နော်အဲ့လိုဟာမျိုးတွေကိုဖန်တီးမယ်ဖန်တီးပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ Facebook လို့ဆိုတဲ့ social media ပေါ့နော်ကိုယ့်ရဲ့ TikTok account Facebook account ပေါ့ဒါမှမဟုတ်ဒီပေါ့နော်ကိုယ့်ရဲ့ account တွေမှာပေါ့နော်လူတော်များတဲ့ social အကောင့်ပေါ်မှာကျွန်တော်တို့ဝေမျှမယ်ပေါ့နော်ကိုယ်ဘယ်လိုဆော့ဝဲတွေရေးထားလဲပေါ့နော်အဲ့လို application တွေရေးမယ်ရေးပြီးလို့ရှိရင်တို့ကအဲကိုယ့်ရဲ့ဆော့ဝဲအသုံးပြုလေးတွေကိုမျှဝေထားမယ်မျှဝေထားမယ်တချို့ကတဘောကြတယ်ချိန်နဲ့တက်တယ်ဆိုရင်ဆော့ဝဲလာအပ်လိမ့်မယ်ပေါ့နော်အဲ့ကြလို့ရှိရင်ကိုကရေးပြီးတော့မှရေးပေးတာမျိုးပေါ့နော်ဒါ silent နဲ့ကိုယ်ပိုင်ချိန်ဆက်တာပေါ့နော်ဒါကတော့လာအပ်သူရှိလို့ရှိရင်ရေးပေးတွေပေါ့နော်အဲ့လိုကိုကအဲဆော့ဝဲတွေအသုံးဝင်မနိုင်မဲ့ပုံစံလေးတွေရေးပြီးရောပေါ့နော် အဲတင်ပေးတာပေါ့နော်လူကြိုင်များမဲ့ဟာလေးသူတို့အဲလုပ်ငန်းနဲ့ကိုက်ညီမဲ့ application လို့ဟာမျိုးလေးတွေဖန်တီးပြီးတော့အဲဆိုတဲ့နောက်ဝမှာပေါ့နော်ကိုယ့်ရဲ့ account တွေမှာကြော်ညာပေါ့တဘောကြရဲဆိုလို့ရှိရင်လာအပ်ကြလိမ့်မယ်ပေါ့ဒါကတော့ပထမနည်းလမ်းနဲ့ငွေရှာပေါ့နော် နောက်နည်းလမ်းတစ်ခုကအဲ Google မှာ ဘလို့ဆိုတော့အက်မိုပေါ့နော်အက်မိုဒီအဒိုဘီဆိုရဟာပေါ့နော်အက်မိုလို့ခေါ်လို့ဂျင်ညာတွေဘာတွေထည့်တယ်စနစ်ပေါ့နော်ဒီကိုယ့်ရဲ့ software မှာဂျင်ညာထည့်ရစနစ်ပေါ့ဒီကျွန်တော် software တစ်ခုပေါ်လာလို့ဂျင်ညာတွေတက်လာပေါ့နော်မကြည့်ချင်နဲ့တက်လာတယ်အဲ့ဒါတွေကလည်းပတ်စံရပါပေါ့နော်အဲ့ဒီတော့အဲ့ကောင်တွေကဂျင်ညာထည့်ပြီးတော့ငွေရှာတာပေါ့နော်အဲ့ဒီပိုင်းပေါ့အဲ့ဒါကြောင့်ကျွန်တော်က sign လည်းမလိုဘူးပေါ့နော်ကိုယ့်ရဲ့ကိုကဘယ်လိုဟာမျိုးရေးရမှာ software ကိုလူသုံးများမဲ့ application လောက်ဟာမျိုးရေးတယ်ရေးပြီးလို့ရှိရင်အဲ့ဒီ ဟဲ့ Adobe ဆိုတော့ဒီ Asmo software ကိုကျွန်တော် Asmo မှာကျွန်တော်တို့ကဒီ Google မှာပေါ့နော် Diploma နဲ့ပေါ့ဘယ်လိုလဲ Diploma ကောင်းလျှောက်လဲလျှောက်ပြီးလို့ရှင် AD ပေါ့နော် AD ID တွေပါတယ်ရယူပြီးတော့မှကျွန်တော်တို့ကကြော်ညာ ID ယူရယူပြီးလို့ရှင် application မှာထည့်တယ်ထည့်ပြီးတော့မှ ကြောညာတွေထည့်ပြီးတော့ငွေရှာရပေါ့နော်အဲ့လိုလူသုံးများမဲ့ software ဖြစ်ဖို့လို့လိုတယ်ပေါ့နော်နေတိုင်းလူသုံးများရဲ့ software ဆိုလို့ရင်ကျွန်တော်ဝင်ငွေပို့ပြီးတော့ကောင်းလာမယ်ပေါ့နော်လူသိမ့်မသုံးဆိုတော့အဆင်မပြေဘူးနော်အနည်းဆုံးလူ1000လောက်ကတော့အများနဲ့ရှိရလူတွေကတော့အများနဲ့ဝင်ကြည့်နေတယ်ဆိုရင်တော့အဆင်ပြေပေါ့နော်ကို software ပေါ့နေတိုင်းလူဝင်ဝင်ထွက်များရဲ့ဆိုရင်ကျွန်တော်ပတ်စံရဖို့များတယ်ပေါ့နော်အဲ့တော့အဓိကကเออ silent เนี่ยกูรันไม่ฉိတ်ခြင်းไม่ฉိတ်တယ်ဘူးဆိုလို့ရှိရင်ねဒီကိုရဲ့ဆိုလူသုံးများမဲ့ဆိုလို့ဟာမျိုးရေးပြီးတော့ ထုတ်ပေါ့เนาะအဲ့လိုထုတ်ပြီးတော့လေဝင်ဝင်ရှားနိုင်တယ်ပေါ့เนาะညမပြူတော့တရံဝင်ဝင်ရှားခွင့်တော့မပေးဘူးပေါ့เนาะအဲ့တော့စားပစ်တော့လိုတာပေါ့ဂျားတဲ့အနေဒီနိုင်ငံခြားနေပြီးတော့စားပစ်ပေးနိုင်မယ်လို့ပြီးတော့ရှိတယ်ပေါ့เนาะအဲ့လိုဟာမျိုးနဲ့ချိန်ဆက်ပြီးတော့ငွေရှားလို့ရတယ်ပေါ့เนาะဟုတ်ပြီအဲ့တော့ကျွန်တော်ဒီကုတ်အဆက်နဲ့ပေါ့เนาะဒီဆိုဝဲရင်းနှီးတွေကိုလည်းကျွန်တော်ရှင်းပြပြပေးမယ်နောက်ပြီးတော့ထပ်ပြောလေဝင်မြပြပေးမှာပေါ့เนาะ AI ဒီနေ့တည်းမကဘူးပေါ့เนาะအဲဗီဒီယိုကဒီလောက်ပါတော့เนาะဗီဒီယို final နဲ့ရှင်းသွားပြီပေါ့ အဆုံးထိနားထောင်ပါလေနားလည်းပြန်ပါပါเนาะဗီဒီယိုအဆုံးထိလည်းကြည့်ပြီပေါ့အားလုံးကျေးဇူးတင်ပါတယ်